ချောမောလှပတဲ့အာချွန်လို့အမည်ရှိတဲ့အမျိုးသမီးတဦးကဝူလင်မဟာမိတ်အဖွဲ့ချုပ်ဌာနချုပ်ကိုကိုယ့်အိမ်လို့သဘောထားတာပါ။သူမကထူးချွန်တဲ့သူတဦးဖြစ်ပုံရပြီးတော့မောင်နှမများနဲ့လေမကြာခဏရင်းရင်းနှီးနှီးနေလေးရှိပါတယ်။ဒါပေမဲ့အချောင်းမဲ့မြစ်တာထားခြင်းကမကောင်းတဲ့ကြီးရချက်ကိုဖော်ပြတယ်ဆိုရင်စကပုံအတိုင်းပဲဘသူကမှအာချွန်ကဝူလင်မဟာမိတ်အဖွဲ့ချုပ်ကိုအပိုင်းပိုင်းဖျက်ဆီးဖို့ဆေးလွှတ်ချင်းခံရတယ်။အမျိုးသမီးနေကြတဦးဖြစ်တယ်လို့မထင်ကြပါဘူး။လွန်ခဲ့တဲ့နှစ်များကမိစ္ဆာကိုင်းကောင်းဆောင်ကျန်းကျိုင်းကျူးကရွမ်းစင်နဲ့ တဦးချင်းတိုက်ခတ်ရမှာရှုံးနေခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတော့ရွမ်ဇန်ကဝူလင်မဟာမိတ်အဖွဲ့ချုပ်ခေါင်းဆောင်ရာလူကိုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာအညိုတေးထားတဲ့ကန်ကြံကျူးကရွမ်ဇန်ရဲ့ဝူလင်မဟာမိတ်အဖွဲ့ကိုတဖန်ပြန်ပြီးစိန်ခေါ်ခဲ့ပါတယ်။သူတို့ကဆယ်ပွဲစိန်ခေါ်ပွဲတွေသဘောတူညီခဲ့ကြပါတယ်။အကယ်၍မဟာမိတ်အဖွဲ့ရှုံးနေမှာကတိုင်းလော့ဘယ်တော့မှလွှမ်းမိုးခဲ့ရမှာမဟုတ်ပါဘူး။အနိုင်ရရင်တော့ကမ္ဘာတိုင်းပညာရဲ့အတိုင်းဝိုင်းတစ်ခုလုံးကအ ူတို့ရဲ့တဝူဒီသောအပိုင်ဖြစ်ပါလိမ့်မယ်ပြိုင်ပွဲကလျင်မြန်စွာပဲစတင်ခဲ့ပါပြီကိုင်းချန်ကျူးရဲ့ဗျူဟာကိုတရှိဖို့အတွက်ယွမ်ဆန်ကသူ့ရဲ့အကောင်းဆုံးတပည့်များကိုချက်ချင်းစေလွှတ်ခြင်းမပြုဘဲနဲ့အားနေရမှာအားကြီးရာကိုအစင်လိုက်စီစဉ်ခြင်းဗျူဟာကိုကျင့်သုံးခဲ့ပါတယ်နှစ်ဖက်စလုံးအပြန်အလှန်တိုက်ခိုက်ခဲ့ကြရာကနေအနိုင်ရှုံးများရှိနေကြပါပြီအဲ့နောက်မှာကန်ချန်ကျူးကပြင်ပအကူကြီးတူကိုခေါ်ဆောင်လာပါတော့တယ်အဲ့ဒါကတော့ အရှေ့ပိုင်းစစ်တီဂျပန်ဆာမူရန်တအူးဖြစ်ပါတယ်သူ့ရဲ့တိုင်းပညာကအလွန်ဆွမ်းထက်ပြီးတော့တိုင်းခွက်အနေငယ်နဲ့တပည့်တအူးရဲ့လက်ထဲကလက်နက်ကိုအလွယ်တကူလွတ်ကြအောင်လုပ်နိုင်ခဲ့ပါတယ်ပွဲကရှင်းရှင်းလင်းလင်းဆုံးဖြတ်ပြီးဖြစ်ပေမဲ့စစ်တီတော်ကစစ်တီတအူးတို့အတွက်တိုင်းခွက်တစ်ခွက်ရှုံးနေခြင်းကတသက်တာလုံးရှုံးနေခြင်းဖြစ်တယ်ဆိုပြီးတော့ချိန်ညာခဲ့ပါတော့တယ်တပည့်ဖြစ်သူကရွမ်ဆန့်ကိုအရှက်ရစီလိုခြင်းမရှိတဲ့အတွက်ကြောင့်ဂိုင်းရဲ့ဂုံတိတ်ခါကိုထိန်းသိမ်းရန်မိမိကိုယ်ကိုအဆုံးစီရင်ဖို့ပြင်ဆင်ခဲ့ပါတယ်သူရဲ့အဖော်တပည့်များကတခုခုမာရင်းနေကြောင်းသတိပြုမိတဲ့အခါမှာတော့တားဆီးဖို့အလျင်မြန်ပြေးလာကြပေမဲ့နောက်ကျသွားပါပြီ ဒီအဖြစ်ပြက်ကလူတိုင်းကိုဒေါသထွက်စေခဲ့ပါတယ်လူအများစုကတိုက်ခိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့လမ်းကျစ်ရှမ်းကိုဆေးလွတ်ဖို့ပဲဆုံးဖြတ်ခဲ့ရပါတော့တယ်သူကအစကတည်းကတံမာတဲ့သူတူဖြစ်ပြီးတော့သူ့ရဲ့ညီငယ်တေဆုံးခြင်းကြောင့်ဒေါသထွက်ပေါ်လာကသူ့ရဲ့စွမ်းအားများကိုချက်ချင်းနှစ်တင်ခဲ့ပါတယ်သူကလက်မလာနဲ့ဂျပန်ဆာမူတိုင်းရဲ့ဓာတ်ကိုလူယူခဲ့ပါတယ်ရလက်ကတော့ချင်းလင်းပါတယ်စစ်တီတော်ရှုံနေသွားပြီးတော့ကိုကုတ်ကိုတတ်သိချင်းကိုပြုလုပ်ခဲ့ပါတယ်မိမိကိုကိုအဆုံးမစီရင်ခင်မှာ ူကသူ့ရဲ့တငယ်ချင်းကြံ့ရွံ့ထံကိုလက်စားချေပေးရန်တောင်းဆိုတဲ့စာတောင်းကိုရေးသားခဲ့ပါတယ်။ကြံ့ရွံ့ကဂျပန်မှာနံပါတ်1ဓာတ်သခင်မှာသူ့ရဲ့အကူအညီနဲ့ကန်ဂျန်ဂျူးကပန်းနိုင်ကိုအောင်မြင်နိုင်မယ်လို့စာမှုတိုင်းကယုံကြည်ခဲ့ပါတယ်။သူကဖြတ်ထားတဲ့ခြေချောင်းတစ်ချောင်းကိုလည်းအမှတ်အသားဖြစ်ပေးခဲ့ပြီးတော့နောက်တစ်ကြိမ်ယွမ်ဆန်းထိုခြေချောင်းကိုမြင်မှာကသူတေးရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲ့နောက်ခြေချောင်းကိုယွမ်ဆန်းထံကိုပြစ်လိုက်တဲ့အခါမှာတော့ယွမ်ဆန်းကဖမ်းပြီးတော့သူ့ရဲ့လက်ဘွားကိုမတော်တဆဖြတ်မိခဲ့ပါတယ်။သူ့ကိုမသိစေဘဲနဲ့ အဲ့ဒီလက်ချောင်းကအစိတ်ရှိနေခဲ့ပါပြီ။ယွမ်ဆန်ကအစိတ်ကိုထုတ်ဖယ်ရန်အတွက်၃လကြာဂူအောင်ဖို့လိုအပ်ခဲ့ပြီးတော့အဲ့ဒီချိန်တော့တည်းမှာတိုင်းပြည်ညာကိုအသုံးပြုလို့မရပါဘူး။မကြခင်ပါပဲ။ကြက်ယွမ်ကစိန်ခေါ်လွာကိုပေးပို့ခဲ့တာပါ။ဒီစချိန်သူကပြင်စတဲ့နင်ဂျာတက်ဖွဲ့ဝူထုံချန်းကိုပြင်ဆင်လာပါတယ်။အဲ့ဒါတွေကတော့ပြင်စတဲ့ရှစ်မြေပုံနဲ့နင်ဂျာနီးစနစ်များကိုပေါင်းဆက်ထားတဲ့တက်ဖွဲ့ဖြစ်ပါတယ်။ ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ရွမ်ဇန်ကသူ့ရဲ့အာယုံလွှဲပြောင်းတဲ့ပြူဟာဖြစ်မိကိုသတိထားမိပြီးတော့သူ့ရဲ့အစွမ်းထက်ဆုံးတပည့်ဆယ်ဦးကိုရင်ဆိုင်ဖို့အတွက်စိတ်လွတ်ခဲ့ပါလေ။လန်ကျစ်ရှမ်းနဲ့ထန်ဟောက်တို့ကဝူလင်မဟာမိတ်ဖွဲ့ဌာနချုပ်ကိုစောင့်ရှောက်ဖို့အတွက်တာဝန်ယူခဲ့ပြီးတော့ခြံဝင်းအတွင်းမှာအကာအကွယ်လွှာများစွာကိုစီစဉ်ခဲ့ပြီးချင်းတကောင်တောင်ပြန်တမ်းဝင်ရောက်နိုင်ပြီမဟုတ်ပါဘူး။မကြခင်မှာပဲအဖွဲ့ကတတ်မှတ်ထားတဲ့နေရာကိုရောက်လာပါပြီ။ပထမဆုံးတပ်ထုတပ်ဖွဲ့ကျင့်ကြည့်ကြံဖြစ်ပါလေ။ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ရွှေရောင်အုတ်ထုတ်ဆောင်ထားတဲ့စစ်တီတော်လေးဦးကကောင်းကင်ကနေဆင်းသက်လာပါတယ် ူတို့ရဲ့ထူးဆန်းတဲ့ဝတ်စုံရဲ့ရည်ရချက်ကိုဘယ်သူမှမသိခင်မှာပဲရန်သူတွေကစပြီးတိုက်ခိုက်ပါတယ်။အဲ့ဒီအုတ်ထုတ်များကနေရောင်ကြီးကိုရောင်ပြန်ဟက်ရအသုံးပြုပြီးတော့လူတိုင်းမျက်စိဝေဝါးသွားစင်မှာအုတ်ထုတ်ရဲ့အစွန်းတွေကလှည့်ဝက်လက်နက်များကိုချက်ချင်းပြစ်လွတ်ပြီးတော့တပည့်လေးဦးကိုနေရာမှာနေတပ်ပစ်ခဲ့ပါတော့တယ်။နောက်တစ်ခုကတော့တစ်သားတပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီနေရာမှာတစ်ပင်ကြီးတချို့ကလွဲပြီးတော့ဘယ်သူ့ကိုမှမမြင်ရပါဘူး။သူတို့မသိလိုက်ဖဲနဲ့တစ်ပင်ကြီးတွေကအသွင်ပြောင်းထားတဲ့နေရာများဖြစ်နေတာပါ။တပည့်နှစ်ဦးကတတိမပြုတ်မိတဲ့အချိန်မှာပဲရုတ်တရက်တိုက်ခိုက်ခဲ့ပြီးတော့သူတို့ကိုအံအားသိစေခဲ့ပါတယ်။ ူတို့တုံ့ပြန်လိုက်တဲ့အခါမှာတော့နောက်ကျသွားပြီးတော့သူတို့ရဲ့အသက်တွေဆုံးရှုံးခဲ့ရပါတယ်။နောက်တစ်ခုကတော့ရေတပ်ဖွဲ့ရောက်လာပါတယ်။တရားငယ်လေးပေါ်မှာစစ်တီတော်များကထူးဆန်းနဲ့လှေငယ်လေးများနဲ့တပည့်နှစ်ဦးထံကိုချင်းကပ်လာပါတယ်။တပည့်များကလှန်နဲ့တဦးကိုတွန်းလှန်လိုက်တဲ့အခါမှာတော့မြားတံများဇက်တိုက်ပစ်ခတ်လာပါတယ်။စစ်တီတော်များကရေထဲကိုချက်ချင်းနှမြုပ်သွားပါတယ်။သူတို့ရေနစ်ပြီးတေဆုံးသွားပြီလို့ထင်ခဲ့ပေမယ့်တကယ်တမ်းကပိုက်နေအသက်ရှူပြီးတော့ရေငုံနေတာဖြစ်နေတာပါ။ သူတို့ကလျှို့ဝှက်စွာချင်းကပ်လာပြီးတော့မမျော်လင့်ဘဲနဲ့တန်ချိုးများကိုပစ်ပေါက်ပြီးတပည့်နှစ်ဦးရဲ့ခြေထောက်ကိုရစ်ပတ်ပြီးတော့ရေရွဲကိုဆွဲချပြီးတော့တတ်ပြစ်လိုက်ပါတော့တယ်။မီတက်ဖွဲ့ရစစ်တီတော်တွေကလည်းတိုင်းပညာမှာအစွမ်းမထက်ပေမဲ့လူတွေရဲ့အတွင်းစိတ်ကိုရှုပ်ထွေးစေတဲ့အနီရောင်မီးခွန်းငွေတွေကိုထုတ်လွှတ်ခဲ့ပါတယ်။အဲ့နောက်မှာသူတို့ကအခွင့်အရေးယူပြီးတော့တိုက်ခိုက်ခဲ့ပြီးတပည့်နှစ်ဦးကိုအလွဲတကူပဲနိုင်ယူနိုင်ခဲ့ပါတယ်။မြေတက်ဖွဲ့စစ်တီတော်တွေကမြေခွေးကဲ့သို့မြေအောက်မှာပုံအောင်နေပြီးတော့မျက်နှာပြင်ပေါ်မှာရှိတယ်။သူတို့ရဲ့အဖော်များနဲ့တပြိုင်တည်းတိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်။ မကြခင်ပါပဲနောက်ဆုံးကြံရှိတဲ့တပည့်ကလည်းဒံယာပြင်းပြင်းထန်ထန်ရရှိခဲ့ပါပြီအဲ့ဒီအချိန်ကြက်ယွမ်ကသူ့ရဲ့စစ်မှန်တဲ့သဘောတဘာဝကိုဖော်ပြခဲ့ပါတယ်မြည်သည့်တိုက်ခိုက်ရေးကျင့်ဝတ်မှမရှိဘဲနဲ့သူကလူအင်အားတာလုံးမှုကိုအသုံးပြုရုံသာမကအားနေသူများကိုလည်းတိုက်ခိုက်ခဲ့တယ်ပြိုင်ဘက်ကပြင်းထန်စွာဒံယာရနေတာကိုလစ်လူရှုပြီးတော့သူ့ကိုတက်တက်တိုက်ခိုက်ခဲ့ပြီးတော့နောက်ဆုံးမှအဲ့ဒီနေရာမှာပဲခုတ်တက်ခဲ့ပါတော့တယ်ဒါပေမဲ့ဒီပြိုင်ပွဲကအနိုင်ရယုံနဲ့မလုံတော့ပါဘူးရွှေဆန်အသက်ရှင်နေသည်၍ကန်ကြံကျူးကဝူလင်မဟာမိတ်ဖွဲ့ခေါင်းဆောင်ယာလူကိုရယူနိုင်မှာမဟုတ်ပါဘူး ရွံစန်းရဲ့ခိုင်မာတဲ့အကာအကွယ်တွေနဲ့ရင်ဆိုင်ရတဲ့ခါမှာတော့ကြက်ရွံကသူ့ရဲ့လှေဝဲလက်နဲ့ဖြစ်တယ်။ပြားကြီးထောင်ချောက်အားချုံကိုအသုံးပြုဖို့ရွေးချယ်ခဲ့ပါတော့တယ်။ပုံမှန်အားဖြင့်နူးညံ့သိမ့်မွေ့တဲ့မိန်းကလေးအားချုံကသူ့မရဲ့မိဘများကိုဆုံရှုံခဲ့ပြီးတော့သူ့မရဲ့ဦးလေးကသူ့မကိုပြည်ထစာယုံကိုရောင်းချဖို့ကြိုးစားခဲ့ပါတယ်။သူ့မကထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။သူ့မရဲ့ဦးလေးကတခါပြန်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာပဲလန်ဂျီရှန်ကသူ့မကိုတနာပြီးတော့ကယ်တင်ခဲ့တာပါ။ဒါပေမဲ့အထင်းကိုမရှိတဲ့ထန်ဟောက်ကတော့အားချုံကရိုးစင်းတဲ့သူမဟုတ်ကြောင်းခံစားရပါတယ်။ အထူးသဖြင့်သူမကအခုချိန်မှာသူတို့အတွက်ပြဿနာကြီးဖြစ်နေပါတယ်အကြီးကဲနဲ့ညီငယ်တစ်ဘက်ဆယ်ဦးရဲ့ခြေကွဲဖွယ်တိုက်ဆုံမှုတွေကဝူလင်မဟာမိတ်ဖွဲ့ကိုအရေးကြီးတဲ့အခြေအနေကိုရောက်ရှိစေခဲ့ပါပြီမဟာမိတ်ဖွဲ့ကောင်းဆောင်ကတိတ်တဆိတ်အနားယူနေရခြင်းဖြစ်ပြီးတော့သူတို့ကတခါမှပေါ်ဆလို့မရပါဘူးကံကောင်းစွာနဲ့ပဲအာချုံရဲ့အပြုတ်မှုကကောင်းပါပါတယ်သူမကအဲ့နေရာမှာအိမ်မှုကိစ္စတွေကိုတက်ကြွစွာကူညီပေးခဲ့ပါတယ် ။ဒီနေ့မှာထန်းဟောက်ကအပြင်ကနေပြန်လာတဲ့ခါမှာတော့သူ့ရဲ့အိတ်ခန်းကတန်ရှင်းတက်ရက်နေတာကိုတွေ့ခဲ့ပြီးချက်ချင်းပဲဒေါသထွက်ခဲ့ပါတယ်။သူကသူ့ရဲ့ပစ္စည်းတွေကိုတခြားသူတွေကင်တာကိုမကြိုက်ဘဲနဲ့အခုသူ့ရဲ့တုံးချောင်းသွားရွှေလန်ကလည်းပျောက်ဆုံးနေပါတယ်။အားချုံကပရိဘောဂါတွေနောက်မှာရှိရဲဆိုပြီးတော့ပြောခဲ့ပါတယ်။တုံးချောင်းသွားရွှေလန်ကိုထုတ်ယူပြီးတော့ထန်းဟောက်ကသူ့မကိုစစ်ဆေးမေးမြန်းခဲ့ပါတယ်။လန်ကိုဘာလို့ဖွက်ထားတာလဲ။နင်းကြရီတိုက်ခိုက်တဲ့ခါမှာငါ့ကိုလက်နက်မဲ့ဖြစ်စေပြီးတော့သူတို့လွယ်လွယ်ကူကူတပ်ပစ်နိုင်အောင်လုပ်ချင်တာလား။ နေကနေကြလေးလှုပ်လိုက်တဲ့တချို့ပဲဆိုပြီးတော့ပြောလိုက်တဲ့ခါမှာတော့အာချွန်ကဝမ်းနေပြီးတော့ငိုပြီးထွက်ပြေးသွားပါတော့တယ်။ထန်ဟောက်ကတောင်းပန်ခြင်းမပြုဘဲနဲ့အာချွန်ကိုနောက်တစ်ခါသူ့ရဲ့ပစ္စည်းတွေကိုလုံးဝမထိဖို့တတိပေးခဲ့ပါတယ်။ထန်ဟောက်ရဲ့သဘောထားနဲ့စန့်ကျင်ဘက်အဖြစ်လန်ကျစ်ရှန်းကတော့နူးညံ့တိမ်မွေ့တဲ့အာချွန်ကိုအလွန်နှစ်သက်ပါတယ်။အတူရှိနေစဉ်မှာသူတို့နှစ်ဦးခါအချင်းချင်းကြိုက်သွားပါတော့တယ်။ဒါပေမဲ့လန်ကျစ်ရှန်းကတမတမတ်ရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်မတင့်လျော်တဲ့အရာတွေကိုမပြုလုပ်ပါဘူး။ဒါကြောင့်ညာဘက်မှာအာချွန်ကသူ့အခန်းကိုလာပြီးတော့မြှုပ်ဆွဲခဲ့ပေမယ့်လန်ကျစ်ရှန်းကညှင်းဆိုခဲ့ပါတယ်။သူ့အမြင်အရ သူတို့တကယ်ပေါင်းဖက်ကြမိဆိုရင်သူရဲ့ဆရာတက်တက်လာပြီးတော့အားချုံကိုတရားဝင်လက်ထပ်နိုင်သည်စောင့်ဆိုင်နေတယ်ဆိုပြီးတော့မြင်လို့ပါသူမသိတာကသူ့ရဲ့စိတ်ကအားချုံနဲ့ရှုပ်ထွေးနေတယ်မှာပဲကြံ့ရွယ်နဲ့သူ့ရဲ့လူတွေကတိတ်တဆိတ်ဖောက်ထွင်းပြီးဝင်ရောက်လာကြပါပြီသူတို့တက်ဆင်ထားတယ်အကာအကွယ်လွှာတွေကလည်းကြံ့ရံအတွက်မခက်ခဲပါဘူးသူကရန်တရားများအကြောင်းကိုချိုးတင်တိခဲ့ပုံရပြီးတော့အတွင်းခြံဝင်ကိုအလွယ်တကူရောက်လာခဲ့ပါတယ် လန်ဂျီရှန်ကစူညံတန်တွေကိုကြားတဲ့ခါမှာတော့အပြင်းထွက်ပြီးစစ်ဆေးဖို့ပြင်လိုက်ပေမဲ့အဲ့ဒီချိန်မှာအားချုံကမမျှော်လင့်ဘဲနဲ့လျှို့ဝက်လက်နဲ့သူ့ကိုပစ်ခဲ့ပါတယ်။သူမကကျန်းရွံရဲ့လျှို့ဝက်လက်နဲ့ပါလန်ဂျီရှန်ကနောင်တများနဲ့ပြည့်နေပြီမဲ့နောက်ကျသွားပါပြီ။သူကအားချုံကိုတတ်ဖို့ကြိုးစားနေပြီမဲ့ပြင်းထန်တဲ့ဒဏ်ရာကိုရရှိခဲ့ပါတယ်။သူနိုးလာတဲ့ခါမှာကျန်းရွံတဲ့တခြားသူတွေကရွံစေးကိုရှာဖွေဖို့သွားနေနေပါပြီ။လန်ဂျီရှန်ကလည်းမတက်ရက်ဖို့တောင်မနှဲယုံကန်နေရပြီးတော့နောက်ကနေလိုက်သွားပါတယ်။အဲ့ဒီချိန်ထန်ဟောက်ကလည်းရန်သူတွေနဲ့ရင်ဆိုင်နေရပါပြီ။ကျန်တဲ့တပည့်အများစုကတေဆုံးသွားခဲ့ပြီလေ ထန်ဟောက်ကအလွန်ကြွန့်ကြည့်ပေမဲ့ရန်သူရဲ့အမျိုးမျိုးသောလျှို့ဝှက်လက်နက်တွေကိုတော့မခုခံနိုင်ပါဘူး။မကြခင်ပါပဲ။သူကရန်သူများရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာအားချွန်ကဘေးကနေထွက်လာပြီးတော့ဒီတယောက်ကိုမတက်နဲ့အခန်းထဲမှာခြိထားလိုက်။သူ့ကိုငါနောက်ကျရင်တုံးချစရာရှိရဆိုပြီးပြောခဲ့ပါတယ်။ကျန်ရွယ်နေတခြားသူတွေကရွံစင်စေးကူတနေတယ်လှုပ်ဝက်ခန်းကိုသွားခဲ့ပါလေအခန်းကိုရခင်ကားထက်ခိုင်ခန့်သွားကာဝယ်ထားပေမဲ့ကျန်ရွယ်ရဲ့အမျိုးမျိုးသောလက်နက်များနဲ့နေပြူခါများကတကားကိုဖွင့်နိုင်ခြင်းမရှိပါဘူးဒါပေမဲ့သူတို့ကပဒင်းပေါက်ကိုလစ်လူရှူထားခဲ့ပါဗျ ကြံ့ရွံကသူ့လူများကိုမီးများနဲ့တိုက်ခိုက်ဖို့အမိန်ပေးခဲ့ပါတယ်။မြားများကပဒင်းဖောက်ကနေတစင်ဝင်ရောက်ပြီးတော့အခန်းကိုမီးရှို့ခဲ့ပါပြီ။ရွမ်ဇန်ကထွက်ပြေးဖို့အတွက်တကားကိုဖွင့်ဖို့ကြိုးစားပေမယ့်ကြံ့ရွံကတင်းကျပ်စွာပိတ်ထားခဲ့ပါတယ်။လျှို့ဝှက်ခန်းတွင်မှာမီးကိုလုံးနေထွက်လာတာကိုမြင်တဲ့အခါမှာတော့လန်ဂျီရှန်ကအသက်ကုန်ခန်းသည့်ထိတိုက်ခိုက်ပါတော့တယ်။ရွမ်ဇန်ကလျှို့ဝှက်ခန်းတွင်မီးလောင်သိမ်းဆုံးခဲ့ပါတယ်။ကြီးမြတ်တဲ့ဝူလင်မဟာမိတ်အဖွဲ့ကောင်းဆောင်ကတညရဲနဲ့နေဖြည့်ဆည်းခံရရပါတယ်။ကံကောင်းထောက်မှစွာပဲ။ လက်စားချေဖို့မျိုးစေ့တစ်ခုကြံနေခဲ့ပါပြီအဲ့ဒါကတော့ဖန်းစည်းခံထားရတဲ့ထန်းဟောက်ဒါပေမဲ့ဖန်းစည်းခံထားရတဲ့ထန်းဟောက်ကယခုအခါမှာဘလို့လွမြောက်နိုင်ပါလဲအချစ်နဲ့ယူသွတ်နေတဲ့အမျိုးသမီးကဘလောက်ကြောက်ရှာကောင်းတာလဲချစ်သူကရန်သူဖြစ်မှန်းသိပေမဲ့သူနဲ့တူတူရှိနေကြပါလေထန်းဟောက်ကအဝတ်အစားများကိုဖြင်းညင်းစွာချွတ်နေတယ်အားချုံကိုခံစားချက်မဲ့သွားကြည့်နေပါလေဒီဆိုးသွမ်းတဲ့အလှပကြီးကသူ့ကိုချစ်မိသွားလိမ့်မယ်လို့တခါမှမတွေးခဲ့ပါဘူးနောက်တစ်စက္ကန့်တွင်ပါပဲ သူကအားချွန်ရဲ့ level ကိုဓာတ်နဲ့တိတ်လိုက်ပါလေလွန်ခဲ့တဲ့နှစ်တွေကသူက top fu shu လို့ခေါ်တဲ့ချုံနောင်ခြင်းကလွန်မြောက်တဲ့နီးပညာကိုမတော်တဆသင်ယူခဲ့ဘူးကြောင့်ပေါ်လွင်လာပါတော့တယ်ဒီနီလန်းကိုအသုံးပြုပြီးတော့သူကကြိုးတွေကိုဖြီးခဲ့တာပါအားချွန်ကိုတစားခံဖြစ်သုံးပြုပြီးတော့သူကကြည့်ရွန်စီကနေပြီးတော့အောင်မြင်စွာလွန်မြောက်ခဲ့ပါတယ်တက်ဖြတ်ခံရတဲ့နဲ့အားချွန်ကိုတော့ရွန်ဆန်ကိုဖယ်ရှားရမှာကြီးမားတယ်ပံ့ပိုးမှုပြုလုပ်ခဲ့တာကိုမြင်တဲ့အတွက်ကြောင့်ကြံ့ရွန်က6လကြာအလုတ်ကျဲလို့ဖို့အပြေပေးခဲ့ပါတယ်ထွက်ပြေးပြီးတဲ့နောက်မှာထန်းဟောက်ကအဖိုးတို့ရဲ့ခြံဝင်းထဲကိုတွားရောက်ခဲ့ပါတယ် ဒီလူကတော့ထန်းဟောက်ကိုထော့ဖူရှုကိုတင်ပေးတဲ့ဆရာဖြစ်ပါတယ်ထန်းဟောက်ရဲ့ဇလန်းကိုကြားပြီးနောက်မှာအဖိုးကြီးကအရှိတိုင်းနင်ဂျာပညာရဲ့ရဲ့မူရင်းကိုပြောပြခဲ့ပါတယ်၎င်းကဗဟိုလွင်ပြင်ကနေစတင်ခဲ့ပြီးတော့နောက်ပိုင်းမှာအရှိတိုင်းဂျပန်ကိုမိတ်ဆက်ပြီးတိုးတက်မှုများစွာပြုလုပ်ပြီးမှမှသာလက်ရှိနင်ဂျာပညာရဲ့ပုံစံကိုပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်ပါတယ်ထို့အပြင်ကျန့်ရွံကကန်ကြန်ကျူးကိုတက်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်၎င်းတို့ကဝူလင်မဟာမိတ်အဖွဲ့ကောင်းဆောင်ရာလူကိုမိတ်ဆာကိုင်းကရယူဖို့ခွင့်မပြုနိုင်ပါဘူးဒါကအဖိုးအိုရဲ့စိုးရိမ်မှုဖြစ်ပြီးတော့အဲ့ဒါကြောင့်ပဲသူကကူညီဖို့သဘောတူခဲ့တာပါ နောက်ရက်များမှာတော့ထန်းဟောက်ကတခြားအကြီးအကဲညီကိုတုံယူနေတူချီချောင်းဝူချင်းလှုပ်ခေါ်တဲ့နီးစနစ်ကိုကျွမ်းကျင်ပိုင်နိုင်စွာလေ့ကျင့်ခဲ့ပါတယ်။သူတို့ကသူတို့ရဲ့လေ့ကျင့်မှုပြီးဆုံးတဲ့အခါမှာတော့ကြက်ရွံကိုထပ်မံစင်ကော်ကိုဆုံးဖြတ်ခဲ့ပါပြီ။အားချုံရဲ့ထန်းဟောက်ပေါ်ခံစားချက်တွေကအမှန်တကယ်ပါ။ချိန်ရတဲ့မျိုးသားကကြက်ရွံကိုတတ်ဖြတ်ခြင်းအတွက်အပြစ်မတင်မနဲ့။အားချုံကသူမရဲ့လျှို့ဝှက်စီစဉ်တစ်ခုလုံးကိုဝန်ခံပြီးပြောပြခဲ့ပါတယ်။ထန်းဟောက်ကစိတ်လှုပ်ရှားခဲ့ရပေမဲ့သူကအနီးနားမှာရှိတဲ့ခြုံမှုများထဲမှာကြက်ရွံရဲ့လုံးကျန်တတ်ဖြတ်သူတွေပုံအောင်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။ထန်းဟောက်က သူမကသူ့ကိုလှည့်စားဖို့ကြိုးစားနေတယ်လို့ထင်ပြီးတော့သူ့ရဲ့ဓာတ်နဲ့အာချုံကိုထိုးသတ်ခဲ့ပါပြီ။အပန်ကတော့ကြံ့ရွံကအာချုံကိုမယုံကြည်တဲ့အတွက်ကြောင့်လျှို့ဝှက်လူတွေကိုသူမရဲ့နောက်ကိုလိုက်ဖို့ဆွေလုခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ထန်းဟောက်မှာတော့အမှန်တရားကိုသိရှိနိုင်မယ့်နေလမ်းမရှိပါဘူး။အာချုံကတော့တေဆုံးသွားပါပြီ။နောက်ကလိုက်နေတယ်။လုံးကြံသူတွေအားလုံးကလည်းအဲ့ဒီနေရာမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။တတ်မှတ်ထားတဲ့အချိန်ကိုရောက်တဲ့အခါမှာတော့ထန်းဟောက်နဲ့သူရဲ့အကြီးအကဲကြီးကို၃ဦးကပြင်စားတဲ့နင်ဂျာအဖွဲ့ကိုရောက်ရှိလာပါတော့တယ်။တတ်ထူတက်ဖွဲ့ကိုစောင့်ကြနေတဲ့စစ်တီတော်တွေကအရင်တိုင်းပဲရွှေရောင်ခွေးယုံတွေကိုဖုံးအုပ်ထားသေးပါ ူတို့ကမေးရောင်ကြီးကိုရောင်ပြန်ဟတ်ခြင်းနဲ့ထန်းဟောက်နဲ့တခြားသူတွေရဲ့အမြင်အာရုံကိုလှည့်စားဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူတို့ရဲ့လှည့်ခွက်ကိုပြုလုပ်ဖို့ကြိုးစားနေချိန်မှာတပည့်လေးဦးကသူတို့ရဲ့မျိုးလုံးတွေကိုမှိတ်ထားခဲ့တာပါအရာဝတ္ထုတွေကိုနေရာချဖို့အတွက်အတန်ကနေတစဉ်ခွဲခြားဆုံးဖြတ်နိုင်တဲ့သူတို့ရဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့အဲ့ဒီနေရာမှာလှည့်ဝက်လက်နက်တွေကိုအောင်မြင်စွာပြန်လည်ပြီးတော့ပြစ်ထုတ်နိုင်ခဲ့ပါတယ်ရှားလက်အဖင်ကတော့ရွှေရောင်ဝှစ်ဆောင်ွက်ထားတဲ့စစ်တီတော်တွေအားလုံးသူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေနဲ့ပဲသူတို့ပြန်ပြီးတည်ဆုံခဲ့ရတာပါနောက်ထပ်ကတော့တစ်သားတက်ဖွဲ့ဖြစ်ပါတယ်မဝင်ခင်မှာပဲ လူလေးယောက်ကသူတို့ရဲ့ပစိမ့်တွေကိုဂျိတ်ကနေဖြုတ်လိုက်တဲ့ခါမှာတော့အဲ့ဒါတွေကချက်ချင်းပဲအဝေးကနေတိုက်ခိုက်နိုင်တဲ့လက်နက်များဖြစ်ကိုပြောင်းသွားပါတယ်။အဲ့နောက်မှာသူတို့လေးယောက်ကတစ်ပင်များဖြစ်အသွင်ယူထားတဲ့နင်းကြားများကိုဂျိတ်နဲ့ချိတ်တွေ့လိုက်ပါတော့တယ်။ပြင်းထန်စွာဆွဲခံလိုက်ရတဲ့ခါမှာတော့နင်းကြားတွေရဲ့ခန္ဓာကိုယ်စိတ်ပိုင်းများက ချိန်များရဲ့ထက်မြက်တဲ့အဆုံများကြောင့်ချက်ချင်းပြတ်ထောက်သွားပြီးတော့နင်ဂျာတချို့ကတစ်ပေများတဲ့ကနေထွက်ပြေးရန်မတက်နိုင်ပဲဖြစ်ခဲ့ပေမယ့်အကာရခက်ပေါ်သို့ခုန်တက်လာတဲ့အဲ့ဒီလူလေးဦးကချိန်များကိုအသုံးပြုပြီးတော့သူတို့ကိုလှည့်မြန်းစွာတတ်ဖြတ်နိုင်ခဲ့ပါတယ်။ရေတပ်ဖွဲ့သို့ရောက်ရှိလာတဲ့အခါမှာလူတိုင်းကသူတို့ရဲ့လက်နက်တွေကိုဒုတ်ရှည်များဖြစ်ကိုပြောင်းလဲခဲ့ပါတယ်။ နေရများကသူတို့ရဲ့ခြေထောက်တွေကိုထပ်မံရစ်ပတ်ဖို့ကြိုးတွေကိုအသုံးပြုဖို့ကြိုးစားခဲ့ပေမယ့်တပည့်များကတလန်းတာနေခဲ့ပြီးတော့သူတို့ရဲ့ဒုရှိများကိုစန့်တန်းပြီးတော့ကြိုးတွေကိုဆွဲယူလိုက်ပါတော့တယ်ကြိုးများကိုတင်းကျပ်စွာရစ်ပတ်ထားချိန်မှာသူတို့ကခလုတ်တစ်ခုကိုနှိမ့်လိုက်တဲ့အခါမှာတော့ဒုရှိရဲ့အဖျားကနေထက်မြက်တဲ့ဓာတ်သားများထွက်ပေါ်လာပြီးတော့ကြိုးများကိုဖျက်တောက်လိုက်ပါတော့တယ်စစ်တီတော်များကခုံတက်လာပြီးတိုက်ခိုက်ပြီးတော့တပည့်တွေကိုရေထဲကိုဆွဲချဖို့ကြိုးစားပေမယ့်လေထဲမှာပဲထူဖောက်ခံခဲ့ရပါတယ်။အဲ့နောက်လူတိုင်းကသူတို့ကိုဆင်ထားတယ်။ပိုက်ကွန်အင်ကြီးတွေကိုချွတ်လိုက်ပြီးတော့ငါးဖက်ဖက်ပြုတ်လုခဲ့ကြပါတယ်။ နင်ဂျာများထပ်မံတိုက်ခိုက်တဲ့အခါမှာတော့သူတို့အားလုံးချက်ချင်းပဲပိုက်ကွန်မိပြီးတော့ရေထဲကိုနစ်မြုပ်သွားပြီးတိတ်ဆုံးသွားပါတော့တယ်။မီတာဖွဲ့ကစစ်တီတော်တွေကတိုင်းပြညာမှာကြောင်းကျင်မှုမရှိပေမဲ့သူတို့ကမီကိုလုံးရဲ့အကာအွယ်ကိုအားကိုးခဲ့ကြတာပါ။ဒီပြဿနာကိုတော့တပည့်တွေယူဆောင်လာတဲ့အနက်ရောင်အလံကြီးများနဲ့ဓာတ်ရိုက်ဖြည့်ရှင်ခဲ့ပါတယ်။မီကိုလုံးများပတ်ဝန်းကျင်ကနေထွက်လာတဲ့အခါမှာတပည့်တွေကအနက်ရောင်အလံတွေကိုဝှေ့ရမ်းလိုက်တဲ့အခါမှာတော့မီကိုတွေကလှင်းမြန်စွာပဲကင်းစင်သွားပါတော့တယ်။မီကိုထဲမှာပုံအောင်နေတယ်။စစ်တီတော်တွေကပြေးစရာနေရာမရှိပဲနဲ့တိတ်ဆုံးခြင်းနဲ့ပဲရင်ဆိုင်ခဲ့ရတာပါ။ အခက်အခဲဆုံးစိန်ခေါ်မှုကတော့မြေတပ်ဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့တပည့်တွေက ကောင်းကောင်းပြင်ဆင်ထားတာပါ။သူတို့ရဲ့တပ်သားထုတ်များကတော့ဖနက်ရှင်များဖြစ်လာတဲ့အတွက်ကြောင့်မြေအောက်ကနေရုတ်တရက်ထိုးထွက်လာတဲ့ဓာရှိများကိုမကြောက်တော့ပါဘူး။နင်ဂျာများကခုံထွက်လာပြီးတော့မျက်နှာချင်းတိုင်တိုက်ခိုက်မှုပဲရွေးချယ်เสียရှိတော့ပေမယ့်ထန်းဟောင်းတဲ့တခြားသူများတို့ကတော့ပြိုင်ပွဲမဖြစ်နိုင်ပါဘူး။တခြားရွေးချယ်เสียမရှိတဲ့အတွက်ကြောင့်ကြံ့ရွံကကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။လူလေးယောက်ကတပြိုင်နက်တည်းသူ့ကိုဝိုင်းတိုက်ခဲ့တာပါ။ဒါပေမဲ့ကြံ့ရွံက၄ယောက်တစ်ယောက်ရင်ဆိုင်ရတဲ့အခါမှာလေတကယ်ကိုထူးချွတ်နေသူပါ။အန်တန်ရဖို့အတွက်သူကမြေပြင်မှာထပ်မံပုံပေါင်းခဲ့ပါတယ်။ လူလေးယောက်ကသူတို့ရဲ့ဒေါဖနက်ရှေများပေါ်ကိုလှိမြသွားတက်ရက်လိုက်ပါတယ်မမျော်လင့်မဲနဲ့ကြံ့ရွံကရုတ်တရက်လက်ထိတ်စုံကိုထုတ်လာပြီးတော့ထန်းဟောက်ရဲ့ခြေချင်းဝက်များကိုတရက်ချုပ်လိုက်ပါတယ်အကြီးကဲညီကိုမြိုင်ကသူ့ကိုကူညီဖို့ချက်ချင်းပဲအလှမြလာကြပြီမြင်လက်ထိတ်များကအလွန်မာကြောပြီးတော့မချိုးဖြတ်နိုင်ပါဘူးအဲ့ဒီခါမှာထန်းဟောက်ကထွက်ခွာမလာခင်မှာပဲသူ့ရဲ့ဆရာပေးခဲ့တဲ့တော့ကိုတတိယသွားပါတယ်တကယ်လေအဲ့ဒီတော့နဲ့လက်ထိတ်များကပွင့်သွားပါတယ်ဒါပေမဲ့ကြံ့ရွံကိုအနိုင်ကိုမလွယ်ကူရဲပါဘူးတိုက်ခိုက်နေတယ်မှာပဲလူတိုင်းတိုင်ရန်ရခဲ့ပါတယ် စိတ်ပြက်အားငယ်သွားနဲ့ထန်းဟောက်ကလက်ထိတ်များကိုသတိရပြီးတော့ရှေ့ကိုလှင်မြန်သွားပြေးပြီးကြက်ရွံကိုခတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကြက်ရွံကအလွန်လှင်မြန်တဲ့အတွက်ကြောင့်အကြိတ်များစွာရှောင်နေနိုင်ခဲ့ပါတယ်ထန်းဟောက်ကအပြန်အလှန်ပြက်စီးစေမယ့်တိုင်းဘက်ကိုအသုံးပြုပြီးတော့ထောင်ချောက်ဆင်ဖို့အတွက်တခြားရေးချယ်စရာမရှိတော့ပါဘူးအကြီးကဲကြီးမျိုးကများကအခွင့်အရေးကိုအရယူပြီးတော့ကြက်ရွံကိုတတ်ပစ်ခဲ့ပါတော့တယ်ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုစတိုက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ